ပခန်းကိုကြီးကျော်သို့မဟုတ်အညာမြည်ရဲ့ចောင်းဒါရက်ကမြန်မာပြည်သူတို့ရဲ့ဘဝထဲမှာအနိကက်ဆုံးနဲ့အစီကားဆုံးပွဲတော်ပိုင်ရှင်နာမည်တစ်ပါးရှိပါတယ်သူကတော့ကိုကြီးကျော်ပါစီဝါရေးလူမှုရေးကိစ္စတွေမှာကိုကြီးစောင့်ရှောက်ပေးတယ်လို့ယုံကြည်ရတယ်ကိုကြီးကျော်ဟာဘလို့ပုံကိုဖြစ်ခဲ့ပြီးဘာလို့ဒီလောက်တောင်လူချစ်လူကင်များရတာလဲဒီအကြောင်းလေးကိုကျွန်တော်အညာသာတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ကိုကြီးကျော်ရဲ့တရားဝင်နဲ့အမိကတော့မင်းကျော်စွာနဲ့ဖြစ်ပါရဲ့ဒီနာမည်ကျော်မင်းကျော်စွာဘသူလဲဆိုတဲ့မူရင်းစစ်မြစ်မှာတမိုင်းအထောက်ထားတွေကြွဲပြားမှုရှိနေပါတယ်တိုးတော့ရေကျော်ပခန်းဒေတာကန်တို့ရဲ့အခိုင်အမာယုံကြည်ချက်အရတော့ကိုကြီးကျော်ဟာဒီဒေတာမှာထင်ရှားခဲ့တဲ့မြင်းစီအတက်နဲ့စစ်မှတ်ရေးရာမှာထူးချွန်တဲ့အညာသူရဲကောင်းဦးမင်းကျော်ပဲဖြစ်ပါတယ်သူဟာအရက်သေးစားစက်တိုက်ပွဲနဲ့ပွဲသဘင်တွေကိုအလွန်ဝါသနာထုံသူတူးလဲဖြစ်ပါတယ် ဒီလိုစစ်မှန်ရေးရာကျွမ်းကျင်သူဦးမင်းကျော်ဟာတာဝန်ထမ်းဆောင်ရင်မတော်တဆမှုကြောင့်ချင်းလွင်မြေဝဲရဒေသရေသေကျုံနယ်မြေအနီးမှာရုတ်တရက်ကွယ်လွန်ခဲ့ရပြီးလက်ဖြစ်သွားပါတယ်။ဒါကြောင့်ပခုတ်ကူရေသေကျုံဒေသပခန်းကြီးကူနီနန်နန်ဟာသူ့ရဲ့အဓိကကိုယ်ဝေရနေရာဖြစ်လာခဲ့တာပါ။လက်ဖြစ်သွားပြီးနောက်မှာလေကိုကြီးကျော်ဟာညင်းစီသူရဲကောင်းပုံစံအတိုင်းချိန်လုံးကင်မဲလျက်ပူဇော်ပတ်တာခံယူတဲ့အခါမှာဘဝရဲ့အနှစ်သက်ဆုံးဖြစ်တဲ့ထမ်းရင်နဲ့ကြက်ကြော်ပူပူကိုသာ ပူဇော်ပုခံတဲ့နမဲတပါဖြစ်နာမည်ကျော်ကြားလာခဲ့တာပါကိုကြီးကျော်ရဲ့ပွဲတော်ကြီးကိုနှစ်စဉ်တပေါင်းလာရောက်တိုင်းပခန်းကြီးမှာခန်းခန်းနာနာကျင်းပပါတယ်ပွဲတော်လာသူတွေဟာပခုတ်ကူရေစကြိုကားလမ်းမတွေကနေစီကားစွာလာရောက်ကြပါတယ်ပြီးရင်တော့ဒေသရဲ့အထင်ကြီးဖြစ်တဲ့ထတော်တွေကိုဖျက်ကျော်ပြီးချင်းလွမြေဝဲရဒေသမှာတည်ရှိတဲ့ကုနီနန်နန်းကိုတော်ရောက်ဥတိုက်ပူဇော်ကြတာထူးခြားတဲ့ခီးစဉ်တစ်ခုပါပဲနောက်ပွဲတော်မှာကြကြော်များထမ်းရင်အိုးကြီးများ ကျော်ရှင်ပွဲနှစ်တို့များနှက်ကများနဲ့စီကားနေတာကိုတွေ့ရပါမယ်။ကိုယ်ွယ်သူတွေကကံကောင်းခြင်းစီးဝါတိုးတက်ခြင်းတွေပေးပါရန်ဆုတောင်းပတ်သားကြပါရစေ။ဒီထက်ပိုပြီးထူးခြားတာကတော့တပေါင်းလပွဲတော်ကာလမှာရေတချုံနဲ့အခုတ်ကူကာလမှာဘေးဝဲရတလျှောက်မှာရှိတဲ့ဒေတာကန်တို့ရဲ့ဓလေ့ပါပဲ။သူတို့ဟာပွဲတော်လာသူအားလုံးကိုထန်ရေချိုးဂျင်းတုပ်နှစ်ဖက်တုပ်ဇီးကိုစတဲ့အညာဒေတာတို့တေးစားတွေနဲ့ဝိုင်းဝန်းပြီးစေတနာအပြည့်နဲ့အိတ်ခံကြီးမွေးကြပါလေ။တစ်ချိန်တည်းမှာပဲနေကန်ရရလူကြီးတွေကလည်း ပွေလာသူတွေရဲ့စေတနာဒါနစိတ်နဲ့လှူဒန်းတဲ့အလှူငွေများကိုပီတီသောမနတ်တန်နဲ့လှိုက်လဲစွာလက်ခံပါတယ်ဒီငွေတွေကိုဒေတာအတွင်းရှိဘုံတော်ကြီးចောင်းကံများပြုပြင်ဆောက်လုပ်ရန်စတဲ့သာသနာအကျိုးပြုလုပ်ငန်းတွေမှာသုံးစွဲကြတာပါဒီလိုနှစ်ပွဲကနေရတဲ့အလှူငွေတွေနဲ့ဗုဒ္ဓသာသနာကိုပါထောက်ပံ့ပေးနေတဲ့အတွက်ပကံကိုကြီးကျော်ဟာចောင်းတရားကနမင့်အဖြစ်ထင်ရှားနေခဲ့တာပဲဖြစ်ပါတယ်ဒါပြင်ဒီလိုထူးခြားတဲ့ဒေတာတွင်ဂုံကျက်တွေနဲ့ပြည့်စုံတဲ့ကိုကြီးကျော်ဟာမြမရိုးရအပြင်38မြင်းမှာ နဘတ်စကုမင်းကျော်စွာအမည်နဲ့တရားဝင်ပါဝင်တဲ့နမင်းကြီးတစ်ပါးလည်းဖြစ်ပါတယ်။ကြကြောထန်းရင်နဲ့စီကားတဲ့ပွဲတော်ဒလိနဲ့အတူသာသနာအကျိုးကိုပါဆောင်ရွက်တဲ့ဒီဒလိဟာမြမရိုးရံနှကိုးကွယ်မှုထဲမှာတော့အထူးဂုဏ်ယူခွဲရာထူးခြားချက်တစ်ခုဖြစ်နေသေးပါပဲ။